ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညနေမှာတော့မြန်မာနိုင်ငံကိုစားပြုကလပ် NSB မြို့သမီးအသင်းနဲ့ဂျပန်နိုင်ငံကိုစားပြုကလပ်ဒိုဂျိုဘာရီဘီလီဇာမြို့သမီးအသင်းတို့အမျိုးသမီးအာရှချန်ပီယံလိအုပ်စုဒုတိယပွဲစဉ်ကိုရှင်ပြိုင်ကစားတော့မှာဖြစ်ပါတယ်အုပ်စုအဖွဲ့ပွဲစဉ်ကိုရှင်ပြိုင်တော့ကဒိုဂျိုဘာရီဘီလီဇာကဂိုးပြတ်နိုင်ပွဲရရှိခဲ့တယ် NSB မြို့သမီးကလပ်အသင်းကတော့ဂိုးပြတ်ရှုံးပွဲကျုံခဲ့ရပါတယ်ခင်ဗျာဒီနေ့နိုဝင်ဘာလ12ရက်ညနေ3:00အချိန်မှာ NSB မြို့သမီးအသင်းနဲ့ဒိုဂျိုဘာရီဘီလီဇာအသင်းတို့ ရှင်မြန်ကစားကြတော့မှာဖြစ်ပါတယ်ဒိုဂျိုဘာရီဗီလီစာမြို့သမီးတင်ဟာအုပ်စုဖွင့်ပွဲကိုအနိုင်ရရှိပြီးနောက်ရွှေတကုံစည်တော်ကိုတွားရောက်ဖူးမြော်ခဲ့ပါသေးတယ်ခမညဟုတ်ကဲ့ဒီနေ့ပွဲမှာထူးခြားချက်လေးတစ်ခုပြောပြကြပါမယ်အဲ့ဒါကတော့ ISP မြို့သမီးကလပ်အသင်းရဲ့ဂေါတမဖြစ်တဲ့မြို့မြများညိသူဟာလက်အဝါရောင်ကိုဝတ်ဆင်ပြီးတော့ကစားသွားပါလိမ့်မယ်ခမညအုပ်စုဖွင့်ပွဲစဉ်တုန်းကမြို့မြညိဟာလက်အနဲ့ရောင်ကိုဝတ်ဆင်ပြီးတော့ကစားခဲ့ပါတယ်မြို့မြညိကို the best goalkeeper လို့ပြောတဲ့ VGK Sport Wearing Collection ဒီအဖွဲ့အစည်းကနေပြီးတော့လက် sponsor ပေးထားပါတယ်ခင်ဗျ VGK Sport အနေနဲ့လက်ရှိမှာ sponsor တာဝန်ချုပ်ဆိုထားတဲ့ဂိုဒမာ၄ယောက်ရှိပါပြီအဲ့ဂိုဒမာ၄ယောက်ကတော့ Shan United ကမြန်မာလက်ရွေးစင်ဂိုဒမာဟောင်းကျော်စင်မျိုးဖြစ်ပါတယ်နောက်ပြီးတော့မြန်မာ U23 လက်ရွေးစင်ဂိုဒမာဟောင်း ARB United အသင်းရဲ့ဂိုဒမာစိုးဝါကတယောက်ရှိပါတယ်နောက်ပြီးတော့မြန်မာလက်ရွေးစင်ဂိုဒမာရန်ကုန် United ရဲ့ဂိုဒမာဇင်ကြီးအောင်တယောက်ရှိပါတယ်အခုတော့ အန်ဒရီကလပ်အသင်းကိုအငားစာတုံးနဲ့လာဟုတ်ကစားနေတဲ့တစ္ဆာအမန်သင်းရဲ့ဂိုသမားညမလေးရေးစဉ်ဂိုသမားမျိုးများနေတယောက်ထပ်ဖြစ်လာပြီပေါ့လေဟုတ်ကဲ့အမျိုးသမီးဂိုသမားရဲ့အဆိုရင် VGK နဲ့စမုံကစားဟုတ်ချုပ်ဆိုခွင့်ရရှိခဲ့တဲ့ပထမဆုံးဂိုသမားကမျိုးများနေဖြစ်ပါတယ်ခင်ဗျမျိုးများနေဟာအုပ်စုဖွင့်ပွဲစဉ်တုန်းကလည်းအတော့ကိုအစွမ်းပြသွားခဲ့ပါတယ်တောင်ကိုရီးယားကလပ်ဆူဝမ်အသင်းဟာအဲ့ဒီမြို့မီတင်းကိုတစ်ဖက်သက်ဖိကစားခဲ့တာခင်ဗျပြီးတော့ဂိုးပေါက်ကိုလည်းပွဲစားဆုံး ဇက်တိုက်ဆိုသလိုရှင်းလျှောက်သွားကြတာဖြစ်ပါတယ်ဒီမှာငါးခုရပါတယ်ဒါပေမဲ့နောက်ထပ်ခိုးရနိုင်လောက်တဲ့စူဝံအသင်းရဲ့အပိုင်ခွင့်ရေးအများစုကိုမျိုးမြငိုင်းကလက်စွမ်းပြကာကွယ်သွားကြတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ညနေမှာတော့မျိုးမြငိုင်းဟာလက်အဝါရောင်နဲ့ဝဲထက်လာမှာဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြပြပေးလိုက်ပါရခင်ဗျာကျေးဇူးအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ